မန်ချက်စတာစီးတီးကလီဗာပူးကို3ဂိုးပြတ်အနိုင်ယူပြီးတော့ဂွာဒီယိုလာရဲ့ပွဲတစ်ထောင်ပြေးကလှပခဲ့ပါတယ်ဒိုကူရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ခဲ့ရပြီးတော့မန်ချက်စတာစီးတီးအသင်းရဲ့ Vertical Play တွေမှွေနောက်ကစားပုံတွေ Technician တွေမြူးကြွားတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတိအကကူညီပေးထားပါတယ်စီတူအိုပီနီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနေခြင်းခုံကျင်တဲ့ပရိသတ်တွေအတွက် Winesberg မှာ Opinio ဆိုတဲ့ပရိုမိုကုတ်ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင့်နိုင်ပါတယ် အားလုံးပဲမင်္ဂလာပါ City Opinion ကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးခြင်းဒါကတော့ Manchester City 3 Liverpool 네လျှက်ရပြ review ပဲဖြစ်ပါတယ် Manchester City ကဒီပွဲကိုအကောင်းဆုံးခြေစွမ်းနဲ့ကစားခဲ့ပြီးတော့ဂိုးပြတ်အနိုင်ရရှိခဲ့တယ်3နှစ်ထက်တောင်ပိုးပြီးတော့ပြတ်သွားနိုင်တယ်လို့တော့ပြောလို့ရတယ်ပြီးတော့ဘောက်ရှောက်ဆိုသလိုခြေစွမ်းအရန်ကောင်းနေမှုကိုဆက်လက်သေးဆောင်ထားနိုင်ခဲ့တယ် Liverpool အသင်းကဒီပွဲကစားတာအဲ့လောက်ကြီးအရင်ညံ့နေရမဟုတ်ဘူးပြီးတော့ဒီပွဲကိုခံစစ်အားပြုဖို့အတွက် ခံစစ်အားပြုတယ်ဆိုတာခံစစ်ကစားသမားတွေအများကြီးထည့်တာမဟုတ်ဘူးသူတို့ရဲ့ကစားပုံက cautious ဖြစ်ဖြစ်နဲ့ထိန်းချုပ်ပြီးကစားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့ဒီလိုမျိုး cautious ဖြစ်ဖြစ်နဲ့ကစားရင် Liverpool ကပိုကောင်းလိရှိတာကိုလည်းတွေ့ရတယ်အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာလည်းသူတို့ရဲ့အဲ့ဒီ change up ပုံအဆင်ပြေခဲ့တယ်လို့ Real Madrid နဲ့ပွဲစဉ်မှာလည်းအဆင်ပြေခဲ့တယ်ပြဿနာက Manchester City ကခုနနှစ်သင်းနဲ့မတူနေတာပဲအဲ့တော့ဘာမတူသလဲဆိုတော့ Manchester City ရဲ့ ball retention ဘောလုံးကိုကင်ထားနိုင်စွမ်းကအယမ်းမြင့်တယ် ပြီးတော့အဲ့ဒီအရန်မြင်တဲ့အနေအထားကိုအလွန်လင်းမြန်တဲ့ဒိုကူလို့ကစားသမားနဲ့ပေါင်းဆက်ထားတယ်ပြီးတော့ creativity အရန်မြင်ပြီးတော့ဘောလုံးကိုနေရာအချင်းကလေးတွေထဲမှာလုံးဝစေစားနိုင်တဲ့ကစားသမားတွေဖြစ်တဲ့ Foden, Cherki, Bernardo Silva လို့ကစားသမားတွေပိုင်ဆိုင်ထားတယ်တစ်ချိန်တည်းမှာ box ထဲမှာ Haaland ရှိတယ်အဲ့တော့အဲ့ဒီအချက်တွေက ခုန Arsenal, Real Madrid တို့မှာမရှိတဲ့အချက်ဖြစ်တယ်အထူးသဖြင့် Arsenal အသင်းဆိုရင်ခုနလိုမျိုးဒိုကူလို့မျိုးဒီမျက်စိတက်မိတ်လေးအတွင်းမှာဝုန်းကနေထွက်သွားနိုင်တဲ့ player မရှိဘူး ပြီးတော့ Real Madrid အသင်းကကြတော့ Haaland လိုမျိုး box presence မရှိဘူး Manchester City ကအဲ့ဒီနှစ်ချက်စလုံးရှိတယ်အဲ့ဒီနှစ်ချက်စလုံးရှိတဲ့အတော့ Liverpool အသင်းထိန်းချုပ်လာတာအရန်ခက်တယ်အထူးသဖြင့် Doku ကဒီပွဲမှာအရန်ကိုခြေစွမ်းကမြူးကြွနေတယ်အဲ့တော့မြူးကြွနေခဲ့တော့ပို့ပြီးတော့ထိန်းရတာခတ်သွားတယ်ပြီးတော့ Foden တို့ရဲ့ချိန်ဆမှုပေါ့နော်ဒီပွဲမှာဆိုရင်လေဒါကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းကျွန်တော်တင်ဆက်ခဲ့တယ် Soccer House Preview မှာလည်းကျွန်တော်တင်ဆက်ခဲ့တယ် Foden ရဲ့အခန့်ကဏ္ဍအရန်ရေးပါတယ်ပြီးတော့ live ပြီးတော့ Liverpool အသင်းက high pressing ပြုလုပ်တယ် high position နဲ့ gains တွေရရှိအောင် high pressing ပြုလုပ်တယ်ပြုလုပ်တဲ့အခါမှာအရန်ခတ်တယ်ဘာလို့လဲဆိုတော့ Foden တို့ကဘောလုံးကိုအရန် fan ဖြစ်အောင်ခြင်ထားနိုင်တယ်လက်စီတမိတ်လေးအတွက်မှာလက်ထွက်သွားနိုင်တယ်အဲ့အချက်ကအရန်အရေးကြီးခဲ့တယ်ပထမဂိုးမှာဆိုရင်လေ Manchester City ရဲ့ ball retention နဲ့အဲ့ဒီ press resistance ကအရန်အရေးပါခဲ့တယ် Nico Ryan လေးကို Mohamed Salah ကတွားပြီးတော့ဖိနေတာပေါ့နော်ပြတ်သွားနိုင်တဲ့အနေထားဒါပေမဲ့ Nico Ryan ဒီက body ကြီးတဲ့အတွက် Salah ကို body နဲ့ခုထားတယ်အဲ့ချိန်မှာ ဘယ်နဲ့ဘယ်လိုလဲမသိဘူးနောက်ကနေရောက်လာတယ်ပေါ့ဆိုလိုချင်တာကဒီနေရာမှာမီးလောင်နေပြီဆိုရင်မီးငြိမ်းဖို့အတွက် fire fighter တယောက်ရောက်လာတယ်လို့ပဲ Foden ကအဲ့လုပ်ကိုလုပ်တယ်ရောက်လာတယ်ဘောလုံးအဲ့အချက်ထဲကနေရအောင် ထုတ်ပေးသွားတယ် Nico Gonzalez ဆိုနဲ့တွဲထုတ်သွားပြီးတော့ဘောလုံးရရှိတယ်ဟိုးဘက်ကိုတင်ပေးလိုက်တယ်ဒီဘက်ကနေ Matheus Nunes ကတောက်လျှောက်ပြစ်တက်သွားတယ်လွတ်ထွက်သွားတယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေကနေ Liverpool ကသူတို့ high position gain ရရှိရမယ့်အနေအထား အဲ့ဒါကို Manchester City ရတာပါပန်တန်ဖောက်ထွက်သွားခဲ့ပြီးတော့ရှေ့မှာ attacking play ဖြစ်သွားတယ်အဲ့ attacking play build up လုပ်နေရင်းကနေပဲဖြတ်တင်ပေါ်ပေးပြီးတော့ဝေ့ရသွားတာအဲ့ဒီအခြေအနေမတိုင်ခင်မှာလေ Liverpool အသင်းက high position gain စီရရှိအောင်လို့ Man City ကိုဝင်ပြီးတော့ဝုန်းကလေးဝင်လုံးတယ်ဘောလုံးတွေလည်းရတယ်မရတာမဟုတ်ဘူးရတယ်ရပြီးတော့ပြန်ဖောက်ဖို့လုပ်တဲ့အခြေအနေမှာ Man City တားဆီးမှုနဲ့တွေ့တဲ့အချိန်မှာပြန်ပြက်တယ် ်ပြန်တဲ့တဲ့ဘောလုံးကိုမန်စီစီကောက်ပြီးတော့ချက်ချင်းပြန်တိုက်စစ်ဆင်တာကအရင်ကြောက်ဖို့ကောင်းတယ်။ဒီကြိမ်ဆိုရင်ဖိုဒန်ကနေဒါတိုကျိုပြေးလိုက်တာမျိုးပြီးတော့နောက်တစ်ကြိမ်မှာလည်းဟာလန်ကနေပေတောင်မန်ထုတ်ပြေးလိုက်တာမျိုးအဲ့ဒီအချက်တွေကလီဗာပူးကိုလုံးဝဖယိုဖျဲဖြစ်စေတဲ့ထိုးဖောက်မှုတွေဖြစ်တယ်။ပြီးခဲ့တဲ့ပွဲတွေမှာဒါအသင်းကြီးတွေမလုံနိုင်ခဲ့တယ်ပေါ့နော်။ရီယယ်မက်ဒရစ်ဆိုလည်းဒီရောင်မလုံနိုင်ခဲ့ဘူး။အခုမန်စီတီကဒါအလုပ်ပြသွားတယ်။အဲ့တော့သူတို့ရဲ့ပါဝါကိုဒါပြတာတယ်ပုံမှန်နဲ့ကွဲထွက်လာတယ် ီဘက်မှာဆိုရင်လည်း ball position ကအရင်ကလိုမျိုးဒါ60လောက်မျိုးယူတာမဟုတ်ဘူး90ဝန်းကျင်လောက်ပဲသူတို့ယူထားတယ်လီဗာပူးကိုလာ fair share ပြန်ပေးထားတယ်ပြီးတော့ counter တွေနဲ့ပေါ့နော်အထူးသဖြင့်ဒုတိယပိုင်းမှာဆိုရင်2-0 ahead ဖြစ်နေတဲ့အခြေအနေမှာသူတို့ counter တွေနဲ့ပြန်ပြီးဒုက္ခပေးခဲ့တယ်မန်စီးစီးအသွင်အသစ်တစ်ခုကိုမြင်နေရတယ်အသွင်ဟောင်းကအပီးပြေဆုံးဆုံးပျောက်သွားတာမဟုတ်ဘူးအသွင်ဟောင်းရဲ့ဒီ ball retention ဘောလုံးကို horizontal အတိုင်းခိုင်ထားပြီးတော့ဒုက္ခပေးနိုင်ခြင်းကရှိနေတော့မယ်အဲ့ဒါကိုခုန vertical play တွေနဲ့ပေါင်းဆက်လိုက်တာအရင်ကြောက်ဖို့ကောင်းတယ်ပထမပိုင်းမိနစ်30လောက်အတွင်းပါတယ်နောက်ထပ်ဂိုးတွေလည်းမြင်ရနိုင်တယ်လွတ်ထွက်သွားတာလွတ်ထွက်သွားတာဆိုတာမျိုးတွေပေါ့နော်ဘလို့မှထိန်းလို့မရဘူးဖြစ်နေခဲ့တယ်အထူးသဖြင့် Tokyo ဒါပေမဲ့ Tokyo ထိန်းလို့မရခြင်းကသူတယောက်တည်းချုံထွက်ကောင်းမွန်နေခြင်းတစ်ခုတည်းတော့မဟုတ်ဘူး Haaland လို့ကိုထိန်းရတဲ့အာယုံရှိတယ်ပြီးတော့ဒီပန် Foden လို့ Chelsea လို့ကိုထိန်းရတဲ့အာယုံရှိတယ်အဲ့ဒါတွေကဒီ central presence တွေကအရင်ကောင်းတဲ့အခါမှာသွားပြီးတော့ Tokyo ကိုအရင်ကြီးဝိုင်းပြီးကူနေလို့မရဘူးပြီးတော့ Mohamed Salah က ုံးစံအတိုင်းသူကသူ့ရဲ့ rules ကသူအရှိကနေပဲဒီ defensive tower တွေကို short ချပြီးတော့ပြန်လဲပြီးတော့တိုက်စစ်ဆင်ဖို့တော့ယူရဖြစ်တဲ့အတော့ double team လုပ်ပြီးတော့ Tokyo လိုက်ကက်လို့လည်းမရဘူး Nico Ryan လို့တော့သူလိုက်ပြီးတော့မကတ်တာကိုတွေ့ရလိမ့်မယ်ဒုတိယဘက်မှာဆိုရင်ပူတော်တိတာသေးတယ်ဒါကဒါစာလိုက်အဖြစ်လည်းမဟုတ်ဘူးဒီကိုညွှန်ကြားထားတယ်ဒီလိုလုပ်ဖို့အတွက်လုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုးနေစာဖြစ်တဲ့အတွက် Tokyo ကဒီပွဲကိုကစားရတာအရင်ကြိုက်ခဲ့တယ် dribbling တွေအများကြီးပြုလုပ်ခဲ့တယ်ရှစ်ချိန်ပြုလုပ်ခဲ့ရမှာခုနှစ်ချိန်အောင်မြင်ခဲ့တယ်အရင်တော့ကလည်းဒါ အာနိုးကိုလို့အဆက်တကွဲဖြစ်အောင်လို့သူကြော်ပြခဲ့တယ်။ဒါပေမဲ့အဲ့တော့ကကြော်လာကအဲကျွန်တော်မှတ်မိသလားဆိုရင်12ရှိမှတဲ့ dribble dribbles attempted or successful တခုခုပဲပေါ့နော်။အဲ့ဝန်းကျင်ရှိတယ်။ဒါပေမဲ့အဲ့အရာတွေကအလောက်ကြီးအလောက်ကြီးပွဲအတွက် effective ဖြစ်ခဲ့တာမဟုတ်ဘူး။ဒီဘွဲမှာဒိုကူလောက်ခဲ့တဲ့ကြော်ဖြတ်မှုတွေကပွဲအတွက်အရန်ကို effective ဖြစ်တယ်။ပြီးတော့ multi dimensional ဖြစ်လာတယ်။တချို့တော့အခြေအနေမှာဒါကွင်းလေအလေတွေကိုရောက်သွားတာတစ်ချိန်တစ်ချိန်မြင်ရတယ်။ဘုံပေါင်းတဲ့ဘွဲရှေ့ဘွဲတော့အလောက်တော့မရောက်ဘူး။ဒါပေမဲ့တစ်ချိန်တစ်ချိန်မြင်ရတယ်။ ပြီးတော့ဒီဘယ်ကျမ်းမှာဆိုရင်လေတက်တက်ပြေးတာမျိုးမြင်ရသလိုအထဲသေးဟိုဒါအင်္ဂလိုင်းစောင်းပြေးတာမျိုးလည်းမြင်တွေ့ရတယ်။ကံဖို့ကြိုးစားရလည်းမြင်တွေ့ရတယ်။ကံလဲကံခဲ့တယ်၊ကိုးလဲကိုးခဲ့တယ်ပေါ့နော်။အဲ့တော့ Tokyo ရဲ့ multi dimensional play စတင်ပြီးတော့ပုံပေါ်လာပြီးပြီးခဲ့တဲ့ပွဲတွေကလေးကအဲသူအသင်းကိုကူညီပေးနေရပေါ့။ကိုးရတဲ့အထိတော့မဖြစ်ဘူးပေါ့။သူကိုးသွင်းတဲ့အထိတော့မဖြစ်ဘူး။အသင်းကိုတော့လျှောက်ကူညီပေးနေရ။အခုဒီဘက်မှာတော့ကိုးရသွားတယ်။ Titan နဲ့ Man of the Match နဲ့ Titan နဲ့ဒီပွဲကိုအလှုပ်ခတ်ဆုံးဖြစ်အောင်ကစားခဲ့တဲ့ player တယောက်လည်းဖြစ်တယ်။ ပြီးတော့ဟာလန်ရဲ့အခန့်ကန်တာအဖွင့်ကိုကအရင်အရေးပါတယ်အဲ့တော့အဲ့အဖွင့်ကိုမှာဒီနူနက်စကတင်သွားတာတော်တော်ကောင်းတယ်မန်ချက်စတာစီးတီးရဲ့ဒီပါဝါကကြီးတယ်ပေါ့နော်နေကြီးအနေထားတွေကိုပဲဒါသွားပြီးတော့ကြည့်နေလို့မရဘူးဖြတ်တင်ပေါ်ရင်းနဲ့ခေါင်းတိုက်တယ်ဆိုတာလည်းကျွန်တော်တို့မြင်ရတယ်နူနက်စင်သွားတာအရင်ကောင်းတယ်ဟာလန်တိုက်သွားတာလည်းတော်တော်ကောင်းတယ်အစ်ဘရာဟီမာကိုနာတေကတော့ဒီထက်ပိုကောင်းတဲ့နယ်ပေါ့သူ့အနေနဲ့ဟာလန်ကိုထိန်းချုပ်နိုင်ခြင်းတော့ဒီထက်ပိုကောင်းမှုလိုအပ်တယ် တော့ဒီအချက်ကိုဒါကျွန်တော်တို့တွေ့ခဲ့ရတယ်။ဟာလန်က तू အရှိမပန်နတီကိုဒါလွှဲချော်ခဲ့အဲလွှဲချော်တာမဟုတ်ကောက်ွယ်ခံရတာပေါ့နော်ပန်နတီကောက်ွယ်ခံရပေမဲ့လေသူ့ရဲ့အလုပ်ကို तू အဆုံးသတ်ပြီးတော့အဲဒီအဖွင့်ကိုရယူပေးခဲ့တယ်။အဖွင့်ကိုကအရင်အရေးကြီးတယ်ပေါ့နော်။ဒီပထမပန်နတီကတော့ခြေောင်းနဲ့မထိပေမဲ့ဒူးကောင်းနဲ့ထိသွားတယ်တော့မဆိုးစလောက်လေးပေါ့နော်ပန်နတီဖြစ်ခဲ့တယ်ဒူကူကိုဖျက်ထုတ်ရင်းနေပဲပေါ့နော်။ရရှိတဲ့ပန်နတီကိုဟာလန်ကန်တာမဝင်ခဲ့ဘူးမမတာရှဗလီအကောင်းဆုံးကောက်ခံနိုင်ခဲ့တယ်အဲ့ဒီပန်နတီဖြစ်ရမှာတော့ Virgil van Dijk ရဲ့ penalty area ရဲ့ဝင်ဖို့ကြိုးစားတဲ့ဖြစ်ရက်ကလေးမဆိုးသလောက်လေးပေါ့နော်အဲ့ဒါလေးတော့မြင်တွေ့ရဒါပေမဲ့ဒါကိုကျွန်တော်ဘာမှအရေးကြီးတဲ့ကိစ္စအဖြစ်တော့ကျွန်တော်မရှုမြင်ဘူးအရေးကြီးတဲ့ကိစ္စကကြတော့ Liverpool အသင်းကခြေပါကိုပြန်ရခဲ့တယ်အရန်လာတဲ့တောင်းကန်ဘောကိုဒါဆာလာကန်တင်ပေးခဲ့ပြီးတော့တော်တော်လေးလှတဲ့ကောင်းတဲ့ဘောကို van Dijk တိုက်ခဲ့တယ်ဘူဝပြချင်တာပေါ့ဒါပေမဲ့လေလူကျုံဖြစ်နေခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့အဲလူကျုံဘောကိုသဘောမတူဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စီးမြင်းပေါ့နော်လော11အဲဒီ နေသားကိုကြည့်မယ်ဆိုရင်ဒီလူကျုံဘောအဲဒီဖြစ်ရပေါ့နော်လူကျုံဘောဖြစ်ရကကိုသမားရဲ့ဒီ line ပေါ့နော်ကိုသမားရဲ့ size ပေါ့ကိုသမားရဲ့အမြင်အဲ့အမြင်ရဲ့ line ကိုကာနေဖို့ကာနေရင်ဒါကဖြစ်တခဲ့တဲ့ကိုမှာ interference ဖြစ်တဲ့အတွက် offside offense လို့သတ်မှတ်တယ်ဒါပေမဲ့ကိုကအဲ့ဒီဖြစ်ရတဲ့မှာပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုရင်ဒါ offside offense မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က robertson ရဲ့အနေထားကိုကြည့်မယ်ဆိုရင် तू ကကိုသမားရဲ့ line ဘောလုံးရဲ့ line ပေါ်မှာသူရှိတယ်။ဒါပေမဲ့ဘောလုံးရဲ့ line ဆိုတာကဒီ senior အရာ secondary အနေနဲ့ကြည့်တာ။ first အနေနဲ့ primary အနေနဲ့ကြည့်တာကကိုသမားရဲ့ line ကိုသမားရဲ့ vision line ပေါ်မှာရှိနေလား။ Robertson ကကိုသမားရဲ့ vision line ပေါ်မှာရှိနေခြင်းမရှိခဲ့ဘူး။သူ့ဘောင်သူဘောလုံးရဲ့ line ပေါ်မှာရှိတယ်။အဲ့တော့သူရှောင်လိုက်တယ်။အဲ့တော့အရှောင်ခြင်းဆိုတာက offense မဟုတ်ဘူး။သူကအရှောင်ခြင်းကဘယ်အချိန်မှာ offense ဖြစ်လဲဆိုရင်သူက ပြိုင်ဘက်ကောနော်ဒီဒူနာရူမောပဲဖြစ်ဖြစ်မန်ချက်စတာစီးတီးကစားသမားတွေပဲဖြစ်ဖြစ် interfering လုပ်တယ်ဆိုရင် offense ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဒီစီးမြင့်နေတဲ့ချိန်ထိုးကြည့်တဲ့အခါမှာ Robertson အနေနဲ့အဲ့အရာတွေကိုလုပ်နေရမတွေ့ရဘူးအထူးသဖြင့်ကိုယ့်ရဲ့ opponents တွေကို interfering ဖြစ်အောင်လုပ်နေရမတွေ့ရဘူးသူ့ရဲ့ပြစ်ချက်ကဘာလဲဆိုတော့ဘောလုံးကိုရှောင်ပေးလိုက်တာ ဘောလုံးကိုရှောင်ပေးလိုက်ခြင်းတခုတည်းဟာ offside offense မဖြစ်ဘူးဘယ်လိုအခြေအနေမှာ offside offense ဖြစ်လဲဆို interfere ရဲ့လုပ်နေမှာဖြစ်တယ်အဲ့တော့ interfere ရဲ့လုပ်နေခြင်းကမရှိဘူးကိုသမားရဲ့ side ကိုကာကွယ်နေခြင်းရှိသလားလို့ပြင်ကြည့်ရတဲ့အခါမှာလေကျွန်တော်ခုနရှင်းပြခဲ့တယ် primary နဲ့ secondary ရှိတယ် ball line မှာသူရှိတယ်ဒါပေမဲ့ကိုသမားရဲ့ view line ပေါ်မှာမရှိဘူးအဲ့ဒီအတွက်ကျွန်တော်ကတော့ဒါကလူကြုံမဟုတ်ဘူးလို့သတ်မှတ်ချင်တယ်အဲဒီပရိသတ်တွေလည်းဆွေးနွေးပြသလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါ rule book ကိုကိုင်ပြီးတော့ပြောတာဖြစ်ပါလေအဲ့ဒီ goal ဝင်သွားရင်တော့ဒီပွဲရဲ့ရလက်က တို့တို့ဘုံလည်းပြောင်းလဲနိုင်ဒါပေမဲ့ရှုံးမှာပါပဲကျွန်တော်အမြင်အရရှုံးမှာပါမန်စီးစီးရဲ့ကစားတာအရင်ကောင်းတယ်လီဗာပူးကစားတာက intensity လည်းကွာတယ်ထိရောက်မှုလည်းကွာဟနေတာကိုဒါမြင်တွေ့ရတယ်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်ပြီးတော့ဒီ2-0ဖြစ်သွားတာကနီကိုကွန်ဆာလက်စ်အကောင်းဆုံးကန်သွင်းသွားတယ်ဖန်တိုင်းနဲ့ထိပြီးတော့အဒီနည်းနည်းလေးစောင်းပြီးတော့ဝင်သွားတယ်ပေါ့နော်အဲ့တော့ဒီဖြစ်ရမှာ AKDG အနေနဲ့အခုတည်းပို့ပြီးတော့ block လုပ်နိုင်တဲ့လို့ထင်တယ်လီဗာပူးအသင်းကသူတို့ရဲ့ tendency တခုရှိတယ်သူတို့ကပြန်မဲ့အသင်း penalty area အပြင်ကကန်ရင် ပေးကန်တဲ့အသင်းဖြစ်တယ်တမင်ပေးကန်တာပေါ့နော်သူတို့ position regain ရပြီးတော့ခက်မြမြ transition နဲ့ attack ကိုသွားကျင်လို့အဲ့ဒီအတွက်တမင်ပေးကန်တာဒါပေမဲ့ဒီလိုမျိုးအနေထားမျိုးလုံးဝ central area ကြီးမှာရတာမျိုးတော့ပေးကန်တာကမဖြစ်သင့်ဘူးပြီးတော့ပို့ပြီးတော့ကာပို့စူးစမ်းတင်တယ် AGDK ကြီးမှာကျွန်တော်တို့ဒီထက်ပိုကောင်းတဲ့ wall ကိုမြင်ရတယ်ပေါ့နော် AGDK ကပထမတစ်ပိုင်းလုံးပြောင်းနေခဲ့တယ်ထိချက်ကတော်တော်ဆူဆူရော့ရော့ဖြစ်ခဲ့တယ်မိနစ်30ဝန်းကျင်မှာပွဲထဲမှာ touch map ထူတော့9ချိန်ပဲထိရတယ်အဲ့9ချိန်က3ချိန်ကဟိုဘက်ညာဘက် ကိုယ့်ဘက်ကွင်းစည်းနားမှာထိထားတာနှစ်ကြိမ်ပဲကွင်းလေနားမှာနှစ်ကြိမ်ထိထားတယ်အဲ့အနေထားကြီးကတော်တော်ဆိုးရွားတယ် Florian Vers ကပထမပိုင်းတပိုင်းလုံးမှာ Manchester City ကိုယ်စားမတော်နာရူမှာထပ်ပေးပို့မှု၄ကြိမ်နေခဲ့တယ်ဒါကပြဿနာမဟုတ်ပါဘူးဒါပေမဲ့ Liverpool ရဲ့အနေထားကိုကျွန်တော်တို့မြင်အောင်ကြည့်မယ်ဆိုရင်အဲ့ဒါတွေကိုမြင်တွေ့ရလိမ့်မယ်ပြီးတော့ဒုတိယပိုင်းမှာ96မိနစ်လောက်ရောက်ရှိတဲ့အချိန်မှာပထမဦးဆုံးအချိန်ကိုပေါက်တဲ့ကံကြက်ရရှိခဲ့တဲ့ Sports Line ကံကြက်ကံကြက်ကောင်းတယ်လှတယ်ဒါပေမဲ့ကိုလိုက်တဲ့အနေထားတော့မဟုတ်ဘူးအဲ့ဒါကိုကံမယ်ဆိုတာအရင်သိတာနေတယ် လဘာဘူးအသင်းနေနဲ့ကိုရနိုင်ချေရှိတဲ့အခွင့်အရေးလေးတွေပေါ့နော်ဒါ58လောက်မှာအမ်ဒီကက်ပူပိတ်ဖို့စူးစမ်း collaborate ဖြစ်တင်ပြီးတာတော်တော်ကောင်းတယ်ဂိုးမီချင်တာ2-1ဖြစ်သွားပြီတင်တာဒါပေမဲ့ကက်တီလေးလွှဲချော်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်ရက်ကဂိုးတော့မဖြစ်ခဲ့ဘူးဂိုးပေါက်တက်ကန်ချက်လည်းမဖြစ်ဘူးဒါပေမဲ့ဂိုးလိုက်ချေအရင်မြင့်နေဖြစ်ရပေါ့ liverpool ကလည်းလုံးဝဒီပွဲကိုအစွဲကျိုးပြီးတော့ဟိုဘာမှမလုပ်နိုင်ခဲ့ရတော့မဟုတ်လွတ်တဲ့အချိန်လေးတွေရှိတယ်ပြီးတော့ပွဲပြီးကန်နီးဆိုရင်ဝမ်မက်ဆာလာလွတ်သွားတာပေါ့နော်ကောင်းတိုက်ချပစ်လိုက်တာ ီ Manchester City က Ronaldo မှာကန်ထုတ်လိုက်တယ်။ Gorgeston နဲ့သူမဟုတ် Cardiff ကြောင့်တရားရောက်ဖြစ်မယ်ပေါ့နော်။ကောင်းတိုက်ပြီးရှင်းထုတ်လိုက်တာ။ Salah စီအကောင်းဆုံးရောက်တယ်။ Salah ကြော်ထည့်လိုက်တဲ့ထုံးစံအတိုင်းလေးပဲ။ကက်သီးလေးလုံးဝ1 cm လောက်လေးကတ်ထွက်သွားတယ်။အဲ့တော့ကျွန်တော်ပြောချင်တာက Liverpool အသင်းအနေနဲ့ကတော့အဲဒီတိုက်ခါဆယ်ဂိုးလေးတော့ရနိုင်ခဲ့တဲ့နဲ့ရနိုင်တဲ့အနေထားလည်းရှိခဲ့တယ်နိုင်တော့မနိုင်နိုင်ဘူးဒီပွဲရဲ့ခြေစွမ်းကတော့ထိုက်တန်တဲ့ရှုံးပွဲတစ်ခုအဖြစ်ဒါဝင်သွားတယ်ပေါ့နော်ဒါပေမဲ့လည်း ဟိုကိုးလေးတွေတော့ပြန်ရနိုင်ခဲ့တဲ့နဲ့ရလောက်အောင်လဲဒါစူးစမ်းခဲ့တယ်ဒီပွဲရှုံးရခြင်းကတော့ဘာမှထူး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 နေပြူပါပိုင်း failure ဖြစ်တာလည်းမဟုတ်ဘာကြောင့်မှမဟုတ်ဘူးကစားပုံချင်းမရှင်နိုင်လို့ကိုရှုံးတာတယောက်ချင်းစွမ်းဆောင်ရည်တွေကွာဟနေလို့ရှုံးတာဖြစ်တယ် Man City ကချွန်းချက်မရှိတင်းတိတတာပိုကောင်းနေခဲ့တာဖြစ်တယ်ပြီးတော့ Man City ရဲ့ကောင်းနေတဲ့ဟန်ပန်ကြီးကကြောက်ဖို့ကောင်းတယ်သူတို့ကဘောလုံးကိုအပိုင်နိုင်ဆုံးဒီ body retention ကောင်းကောင်းနဲ့ထိ ंछ ုပ်ပြီးတော့ကစားနိုင်သလို vertical တွေသွားတဲ့အခါမှာလည်းအရင်ကြောက်ဖို့ကောင်းအောင်မြင်တွေ့ရလိမ့်မယ် ဒုတိယပိုင်းမှာကောင်တာကစားတဲ့အခြေအနေတွေမှာတော်တော်ကြောက်ဖို့ကောင်းလာအောင်မြင်တွေ့ရလိမ့်မယ်။အဲ့ဒီအခြေအနေကိုသူတို့ကအရှိမစူးဖွဲ့ပြီးကစားနေတဲ့အနေအထားမှာလေဒူဒူကဟိုသူများလည်းမတူတဲ့ dribbler တယောက်ဖြစ်တဲ့အခါမှာသူအဲ့ဒါတွေကိုလုံနိုင်တယ်။အဲ့ဒါကအရင်ကြောက်ဖို့ကောင်းတယ်။တစ်ချိန်တည်းမှာသူများအသင်းတွေကထားပါတော့အဲ့လိုပြေးတဲ့ကစားသမားတယောက်ရှိမယ်ဆိုပါလို့။ Man City ကအဲ့ပြေးမဲ့ကစားသမားတယောက်ပဲရှိတာမဟုတ်ဘူး။ပေးမဲ့လူရောဘောက်ဆဲမှာအာယုံနောက်မဲ့လူရောအပြည့်ရှိနေတယ်။အဲ့ဒါကသူများနဲ့ကွာခြားနေတယ် အဒီအတာချက်ပေါ့နော်အဲ့တော့ဒိုကူပိုကောင်းလာတာနဲ့မန်စီးတီးရဲ့တိုက်စစ်ကအခုတက်ပိုပြီးတော့တိုးတက်လာဖို့ရှိနေတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဆိုရင်ရီယန်ရှာကီအများကြီးခြေစွမ်းပြခွင့်မရခဲ့ဘူးဟောသူလှုပ်ခွင့်ရလာရတော့ရှိတယ်ဖိုဒန်နဲ့ရှာကီကဘောလုံးကိုတက်ကနီရှင်အန်ဒီတွေအနေနဲ့ကူညီပြီးတော့တိဆောက်ပေးတယ်ရှေ့ကိုရောင်းပို့ပေးတယ်အဲ့တော့လီဗာပူးက high pressing ကောင်းကောင်းလုပ်ပင်မဲ့တလုံးမှမမိဘူးမမိသလောက်ပဲဖြစ်ခဲ့တယ်မိရဲ့အနေအထားတချို့ကိုလည်းမန်စီးတီးကပြန်လည်ဖြတ်တောက်ရရပြီသူတို့ကတော့ transition နဲ့အတက်ပြန်ပြီးတော့အဆင်သွားသေးတယ် ဒါကြောင့်မလို့ Man City ရဲ့ perfect display တခုလို့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ Guardiola ကသူ့ရဲ့ဖွဲ့တထောင်အမြောက်ကိုအဲတကယ် remarkable victory တခုကိုရရှိသွားတာလို့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ Arsenal အသင်းရဲ့၄မှတ်အခွာကိုရောက်ရှိလာခဲ့ပြီးအခု Man City သွားနေတဲ့အချိန်ကြီးကကြောက်ဖို့ကောင်းတယ် Arsenal အသင်းကိုဖိအားပေးနိုင်တယ်ပေါ့ဖိအားပေးနိုင်တယ်ဆိုတာဥပမာ Man City နောက်က Arsenal လိုက်ရင်အခုလောက်ကောင်းနေတယ်ဆိုတော့ Man City အဲ့လောက်ကြီးကြောက်ရမှာမဟုတ်ဘူးဒါပေမဲ့ပြောင်းပြန်ပြန်တွေးကြည့်တဲ့အခါမှာကြာတော့ Man City ရဲ့အချိန်အဝါက ပိုပြီးတော့ကြီးမာတယ်ပေါ့နော်လက်ရှိအခြေအနေမှာသူတို့နှစ်သိန်းကြားကအဲဒီဖြစ်ပျက်ခဲ့တဲ့အနေအထားတွေအရာပေါ့နော်အဲ့တော့မန်စီးတီးကအခု၄မှတ်กว่าနဲ့လိုက်နေပြီအာဆင်နယ်ကိုဖိအားပေးနေပြီ၄မှတ်กว่าတယ်မกว่าဘူးဒီထက်ပိုပြီးတော့အရေးကြီးတာကခြေစွမ်းမန်စီးတီးရဲ့ခြေစွမ်းကြီးကအာနေချက်တွေမရှိတာမဟုတ်ဘူးအာနေချက်တွေရှိတယ်သူတို့ရဲ့ဒီတောင်မန်ခံစစ်တွေကိုအကောင်းဆုံးထိုးနှက်မယ်သူတို့ရဲ့ခံစစ်အလေတွေကိုအကောင်းဆုံးထိုးနှက်မယ်ထိုးနှက်လို့ရတယ်ဒါပေမဲ့ပြဿနာဖြစ်သွားလာကထိုးနှက်ခွင့်တော့မရလိုက်ဘူးဒီပွဲမှာပြီးတော့မန်စီးတီးအနေနဲ့အခုပွဲမှာဆိုရင်ဒါခံစစ် စုံထဲမှာ low block အနေထားမျိုးတွေဖြစ်သွားတယ်ပေါ့နော် low block ကစားတာမဟုတ်ဘူးဟိုပွဲမှာတော့တစ်ဖက်သင်းရဖောက်လာရင်အဲ့လိုဖြစ်သွားမှာပဲအဲ့လိုအနေထားဖြစ်သွားတဲ့အခါတွေမှာအရင်ကလည်းမတူတဲ့အဲဒီ tenacious ဖြစ်မှုကိုတွေ့ရတယ်ပို့ပြီးတော့ရိုးရိုးချွတ်ချွတ်နဲ့ live ပြီးကာကွယ်နိုင်တာကိုတွေ့ရတယ် haaland ကအစပြီးတော့ဒီ line ကြီးထဲမှာဆိုရင်နောက်အတန်း၄ယောက် line ရှိအဲ့ဒီ၈ယောက်မှာ၅ယောက်တန်းရှိတယ်အဲ့၅ယောက်တန်းထဲမှာအဲဒီ nico ရှိတယ် foran ရှိတယ် sergey ရှိတယ် banado silva ရှိတယ်ပြီးတော့ဒီ tokyo ရှိတယ်အကုန်လုံးကခံစစ်ကိုရိုးရိုးချွတ်ချွတ်ကစားကြတာကိုတွေ့ရတယ် တော့အဲ့ဒါကအရင်ကလည်းပို့ပြီးတိုးတက်လာတဲ့အချက်လည်းဖြစ်တယ်အဲ့အနေထားကနေခုကနေရင်းနဲ့ဘောလုံးရသွားပြီဆိုရင်ခက်မြင်မြင်ပြန်ပြီးထိုးနှက်နိုင်တာကိုတွေ့ရတယ်ဟာလန်စီပေးရင်လည်းဟာလန်ကအကောင်းဆုံးဟုတ်တဲ့ပလေထိန်းထားနိုင်တယ်ထိန်းထားပြီးတော့အထီရောက်ဆုံးလမ်းကြောင်းကိုသူကခက်မြင်မြင်ရှာနိုင်တာကိုတွေ့ရတယ်အရင်ကြောက်ဖို့ကောင်းတယ်ကောင်တာကိုလည်းကြောက်ဖို့ကောင်းတာကိုတွေ့ရတယ်ဘောနော်အဲ့တော့မန်စီးတီးအနေနဲ့ဒီသူတို့ရဲ့ highline ကြောင့်ဖြစ်တဲ့ကန်ဆက်ပိုင်းပြဿနာလေးတွေတော့ရှိနေတော့မယ်ဒါပေမဲ့ဒီဘက်မှာလေဗာပူကအဲ့ဒါကိုမရှာတွေ့နိုင်ခဲ့ဘူး perfect display တစ်ခုကိုမန်စီးတီးပြသပြီးတော့ အာဆင်နယ်အသင်းရဲ့လေးမှတ်အကွာကနေအကောင်းဆုံးဖိအားပေးနေခဲ့ပြီဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ